အင်္ဂါထွက်တဲ့မနက်ခင်းမှာအင်းထောက်မှာကတ်နေကြအိမ်မြောင်လေးကရုတ်တရက်ပြပြင်းတဲ့အတန်နဲ့អော်လိုက်တယ်။လူအများကတတိမထားမိကြပြီမြင်ရှေးအယူဆမှာတော့အိမ်မြောင်ကကံကောင်းခြင်းရဲ့သင်္ကေတအဖြစ်မှတ်ယူကြတယ်။အထူးသဖြင့်အင်္ဂါထွက်ဖို့ခြေလမ်းစတင်နေတဲ့အချိန်မှာ သူ့អော်မယ်ဆိုရင်ဒါဟာခဏလေးရက်တန့်စဉ်းစားဖို့အချက်ပြချက်ပဲ။မျော်လင့်မထားတဲ့ကံကောင်းခြင်းတွေဒါမှမဟုတ်ကောင်းတဲ့အဖြစ်အပျက်တွေကြုံရမယ်။ အထူးသဖြင့်အိမ်မြန်အော်ပြီးမီးလုံးပါမိတ်တုတ်မိတ်တုတ်ဒါမှမဟုတ်လင်းလက်နေမယ်ဆိုရင်ဒီနှစ်ထပ်ကန်ကောင်းခြင်းကိုကန်ထိုးရလို့ယူဆကြတယ်ဘဝလမ်းကြောင်းကိုအလင်းပေးတဲ့အလင်းရောင်လိုပဲကောင်းတဲ့ကံကောင်းခြင်းတွေလက်လှပြီးရှိတယ်ဆိုတဲ့အတိပဲမို့ပေါ့တအခွင့်လန်းနေတည်င်းကောင်းနေရမယ်မထင်မှတ်ထားတဲ့ကံကောင်းခြင်းလေးတွေကျုံရမယ်ဒီတော့ဒီလိုမနက်ခင်းမျိုးမှာအိမ်မြောင်တန်ကိုကြားရင် မြန်မှန်အင်္ဂမထက်သေးပါနဲ့စိတ်ကိုတည်ငြိမ်အောင်ထားအသက်ပြင်းပြင်းရှူသည်စိတ်ထဲကစုတောင်းမှကံကောင်းခြင်းတွေချွတ်ချွတ်မောမောလာပါစေလို့ပြမမဲခြေလန်းစတဲ့မှာဒီနေ့တနေ့ရပထမဆုံးခြေလန်းဟာအပြုတ်ပေါ်စောင်းအင်းနဲ့ကံကောင်းခြင်းနဲ့ပြည့်နှက်နေပါစေလို့